ားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပေးသက်တဲ့အောင်းလည်းမင်္ဂလာပါ။ဒီ Transfer Window မှာ ပေးသက်တဲ့ကို မနက်တိုင်းညတိုင်း နေ့ဒုက္ခပေးနေတဲ့ကစားသမားတွေရှိတယ်။အဲ့ဒါကတော့တိုက်စစ်မှုဆိုတဲ့ကောင်တွေပဲ။အဲ့တိုက်စစ်မှုဆိုတဲ့ကောင်တွေအားလုံးဟာသက်ဆိုင်ရာဘောလုံးကလပ်တွေအားလုံးနဲ့ထိတ်တန့်အပြောင်းရွှေ့တွေအားလုံးမှာတကယ်ကိုဒုက္ခပေးနေတယ်။အခုကျွန်တော်ပြောရင်းချင်တယ်ဗျာ။အာလာဆနာအီးဆက်ပြောင်းလား။ လူမှမသိဘူးယူကာဆယ်ကလည်းမရောဘူးလီဗာပူးကလည်းလိုချင်တယ်ဇာမားကလည်းဟိုလိုလိုဒီလိုလိုဘာမှရေရာတိကျတဲ့အဖြစ်မရှိဘူးဗစ်တာယော့ဂရက်စ်ပိုတောင်ဆိုးသေးတယ်မနက်ပိုင်းအာဆင်နယ်သတင်းထွက်တယ်ညနေမန်ယူနိုက်တက်သတင်းထွက်တယ်မနက်ပိုင်းအာဆင်နယ်သတင်းထွက်တယ်နောက်နေ့ကျတော့စပော့တင်ကမရောတော့ဈေးတင်လိုက်ပြန်ပြီဘင်ဂျမင်ဆက်စကိုဒီတိုင်းပဲဟိုလူ Instagram follow လုပ်လိုက်ဒီလီ Instagram follow လုပ်လိုက် unfollow လုပ်လိုက်နောက်ကစားမရောင်းမယ်ကစားမကပြောင်းမယ်လုပ်လိုက်မပြောင်းမယ်လုပ်လိုက် ဗစ်တာအိုစီမန်ဆိုဒီအာရေဗျကပတ်စံတွေအများကြီးတောင်းလိုက်ဂလာဆာရီကတောင်းလိုက်နာပိုလီကသူ့ကိုပြောင်းရွှေ့ခြင်းပြောထားတဲ့အချိန်မှာပရီးမီယာလိကလပ်တွေကပဲခေါ်မလို့လို့နောက်ဆုံးအလွတ်ပြောင်းရွှေ့ခြင်းဖြစ်နေတဲ့ဂျိုနာသန်ဒေးဗစ်တောင်ခေါ်မဲ့လူမရှိဘူးအခုဒီနွေရာပြည်မှာအသေးတော်တော်များများကတိုက်စစ်မှုလို့နေကြမှတည်တဲ့အခါမှာအသေးတွေကဈေးတွေအဆမတန်ကြီးပြီးတော့ဈေးကွက်ထဲမှာ available ဖြစ်တဲ့တိုက်စစ်မှုကြတော့ခေါ်မဲ့လူမရှိဘူးဖြစ်အခုကအဲ့လိုဖြစ် အသေးနိုင်ရဗျာအခု Hugo Akitik ဆိုရင် Itran from back ကယူရိုတန်းတရာတက်မှတ်တဲ့ချိန်မှာအဲ့နောက်ပိုင်းမှာဘယ်အသိမ်းမှမကြတော့အဲ့ Hugo Akitik ကို အစားက Tottenham Hotspur လိုလို Chelsea လိုလို Liverpool လိုလို Manchester United လိုလို တောက်လျှောက်တန်ထွက်နေတာတက်နေတဲ့ Itran from back ရဲ့တင်သေးအသက်22နှစ်အရွယ်ရှိတဲ့လူငယ်တိုက်စင်မှုကတကယ်လဲကလပ်တင်ကထွက်ချင်တယ်ဒါပေမဲ့ပြင်သနာကဘယ်တင်သူပြောင်းမှာပြောင်းရွှေ့ခြင်းကလည်းဘလောက်ပေးရမှာလဲတန်းတရာလားတန်း80လား market တွင်မှာ တိုက်စစ်မှုတွေလောက်ပေါ်တာဒီနေ့ရာသီလောက်တိုက်စစ်မှု market ပေါ်တာပဲတိုက်စစ်မှုပဲခါတိုင်းနေ့တည်းမတူဘူးเนาะဒါပေမဲ့ခတ်တာဘယ်သူတူဦးတယောက်ကမှတိုက်စစ်မှုကိုလျင်ဒီလက်ကလွဲပြီးတော့ဘသူတူဦးတယောက်မှတိုက်စစ်မှုတွေကိုမခေါ်နိုင်ဘူးကြည့်လိုက် Victor Yocres ရှိတယ် Benjamin Sesko ရှိတယ်ပြီးရင် Victor Osimhen ရှိတယ် ဂျွန်နတန်ဒေးဗစ်ရှိတယ်ဒူရှန်ဗလာဟိုဗစ်ရှိတယ်ရန်ဒန်ကိုလိုမဝါနေရှိတယ်ဂွန်ကာလိုရာမိုရှိပြီးတော့ပါယူကိုအာကီတီကေရှိတယ်ဒါတော့ကျွန်တော်တို့တခြားထွတ်ထွေထူးထူးတိုက်စစ်မှုတွေထပ်မပြောသေးဘူးနော်ဆော်လစ်ရှိရလောက်ရှိတယ်ဘက်ထရီရှိရှိတယ်ဘွန်နီဖစ်ရှိတယ်အဲဒီကောင်တွေထွက်မဲ့ကောင်တွေ၁ရောက်လောက်ရှိတယ်မားကတ်ထဲမှာအလောက်များပြားတဲ့တိုက်စစ်မှု၁ရောက်ကိုအာဆယ်ကလည်းမကော်နိုင်ဘူးမန်ယူနိုက်တက်ကတော့ထားပါတော့သူတို့လိုချင်တဲ့ attacking ဘက်မှာတိုက်ရှိပြစ်သုံးလို့ရတယ်ကစားမှာနှစ်ယောက်ရပြီဗျာ Brian Abwemo နဲ့ မတီးယက်ခုညာဒါပေမဲ့သူတို့ center forward လိုချင်တော့ဒါတော့ကျွန်တော်ဓာဝင်းနူးညက်ကိုထည့်မဖြော့သေးဘူးနူးညက်ကြံသေးတယ်နူးညက်ထွက်မှာ10ယောက်11ယောက်လောက်ရှိတဲ့တိုက်စစ်အစုအဖွဲ့မှာ Manchester City အစိုးရတဲ့တိုက်စစ်မှုမလိုဘူး Haaland ရှိတယ် Mahmoud ကစားလို့ရတယ် Claudio Asher ပါပဲကစားလို့ရတယ် Juventus ကတိုက်စစ်မှုလိုတယ်ဒါတော့ Evaro Morata Morata ကိုကျွန်တော်တခုမေးချင်တာပေါ့ Every single transfer window ဟာသူပါဝင်ပတ်သက်ရမယ်လို့များ မော်တာက transfer window တာဝန်ရှိသူတွေနဲ့ကွန်ထရက်ချုပ်တာပါမသိဇန်နဝါရီမှာဒီသင်းနောက်နှစ်ကျတော့နွေရာသီကျရင် နောက်တစ်သင်းအပိနောက်တစ်သင်းသူကအတလတီကိုမက်ထရစ်အတလတီကိုမက်ထရစ်ကနေ AC Milan AC Milan ကနေ Galatasaray အခုကိုမိုသူပြောင်းတော့မယ်ခေါင်းကြီးလိုက်ပြီ yes ဆိုတော့တိုက်စစ်မှုတွေပြဿနာတာပဲဒီ transfer market မှာဒီခါလောက်ပေါ်တာဒီခါပဲထားပါတော့ပြီးခဲ့တဲ့နှစ်တုန်းကကျွန်တော်တို့ transfer market မှာတိုက်စစ်မှုမဲမဲရရရှားခတ်တယ်ဗျာ ရှာရခတ်တဲ့အတွက်ကြောင့်အခုကကလပ်တွေကဘာဖြစ်သွားလဲဆိုတော့တကယ်တမ်းတိုက်စစ်မှုလိုတဲ့အသင်းတွေကပရီးမီယာလိကလပ်တွေဖြစ်နေတဲ့အတွက်ကြောင့်အစမတန်ဈေးတောင်းနေတယ်လီဗာပူးကလည်းမဖြစ်မနေနူးညက်ထွက်ရင်တိုက်စစ်မှုဝယ်မယ်ဆိုတာသိတယ်အာစနယ်ကတိုက်စစ်မှုဝယ်မယ်ဆိုတာသိတယ်ချယ်ဆီကလည်းတိုက်စစ်မှုဝယ်မယ်ဆိုတာသိတယ်ထော့တန်ကလည်းတိုက်စစ်မှုဝယ်ဖို့စောင့်စိတ်ဝင်စားတယ်မန်ယူနိုက်တက်ကလည်းတေချာဖို့ဝယ်ချင်တယ်ကြီးချောင်းကြီးမာမန်စီးတီးကလည်းကျန်တဲ့အသင်းတွေအကုန်လိုချင်တယ်ဒါတော့အီဆက်ထွက်သွားရင်အီဆက်နေရာကိုအစားထိုးဖို့ညူကာစင်လည်းဝယ်နိုင်တယ်နော် အဲ့နေရာမှာဘာဆိုတော့လေမန်ဒေါစကီရှိလို့မဝဲဘူးရီယယ်မက်ဒရစ်ကခီလီယန်အမ်ဘပ်ပေရှိလို့မဝဲဘူးအက်ဒရီဂိုမက်ဒရစ်ကဟူလီယန်အေဗရက်ရှိလို့မဝဲဘူးဒါဒါပေမဲ့တခြားလိတွေကိုကြည့်တဲ့အခါမှာ PSG maybe တိုက်စပ်မှုဝင်နိုင်တယ်ရာမိုစ်ထွက်သွားမယ်ရန်ဒန်ကိုလိုဘရာနီထွက်သွားရင်သူတို့စက်တာဖော်ဝတ်တယောက်ဝင်ကောင်းမယ်ဒါပေမဲ့အခုအလောက်အသင်းတွေအများကြီးမှာဥရောပပြင်ပကတိုက်စပ်မှုလိုတဲ့ထက်ကဂျူဗန်တက်စ်အသင်းလောက်ရှိတာဗျာ PSG ကလည်းပရီးမီယာလိဂ်ကလပ်တွေပဲငွေသုံးနိုင်တဲ့အသင်းတော့သူလည်းပရီးမီယာလိဂ်ကလပ်တွေလိုပဲပရီးမီယာဂျီပေးရမယ် အဲ့ premium ကြီးကြောက်ပဲအသင်းတိုင်းတိုင်ပတ်အဲ့ premium ကြီးကြောက်ပဲအသင်းတိုင်းဒုက္ခရောက် premier league စံချိန်တင်ရုပ်တံဝင်ဝင်ရတဲ့ပါညာဖြစ်နေတဲ့အတွက်ကြောင့် premier league ကစားမားတွေစပြီးတော့စိတ်ဝင်စားရင်80 90 100 100အခုကအသက်20နဲ့24အောက်ခြေစွမ်းပြပြီဆိုရင်အဲ့ကစားမားကတန်း80နည်းနည်းနဲ့ပဲကြီးဆိုရင်တန်း80တန်း80တန်း90ဒါပေမဲ့အဲ့နေရာမှာ premier league နှစ်သိန်းလောက်ပြုံလိုက်ပြီဆိုရင်တန်း100 ခုကကျွန်တော်တို့ကဘာမှမဟုတ်တဲ့တာမန် average တကောင်တော့60လောက်ပေးရတယ်ခစ်ဖြစ်ပြီးတော့နည်းနည်းကောင်းရင်80အဲပြုံလိုက်လာရင်တန်100ဖြစ်သွား100 100 100 100အကုန်ဆိုကျွန်တော်တို့အခု100ပေးခဲ့ရတဲ့ကစားမတွေအများကြီးဗျာဂျူပါလင်ကန်ကို Real Madrid 100ပေးရတယ် Aurelio Tuchel မန်နီကို Real Madrid 100ပေးရတယ် Arsenal က Daniel Rice ကို100ပေးရတယ် Jack Grealish ကို Manchester City 100ပေးရတယ် Wise Sky Zero နဲ့နောက်တစ်ဖက်က Ansu Fernandez ကို Chelsea က100ပေးရတယ် မန်ယူနိုက်တက်ကအန်ဒရီကိုတရားပေးရတယ်နောက်တစ်ဖက်ကဒါဝင်းနူးညက်ကလည်းတရားပက်ကိချ်ပဲသူက total package ပြဟိုတရားတန်းနေအများကြီးပဲတန်တဲ့ကောင်လည်းတန်တယ်မတန်တဲ့ကောင်လည်းမတန်ဘူးဒါပေမဲ့ပြဿနာကအခုက transfer အသေးတိုင်းကပြောင်းရွှေ့ခြင်းကိုတရားကြီးပဲလို့အခုဒီ transfer ဝင်မှာဘယ်သူတကယ်ပြောင်းနိုင်လဲကျွန်တော်ခမန်းနံပါတ်၁စဉ်းစားမယ်ဗျ Victor Osimhen သူက Euro 85သန်းယောကြီးထားကြည့်တေးချာဖောက်ထွက်ခြင်းဒါပေမဲ့ပြဿနာက Osimhen ကိုကျွန်တော်ကြည့်ရတဲ့အချက်ကသူလစာရမတ်ပုံရတယ်သူက လာစာအများကြီးပေးတဲ့ sorry လည်းမတော်ချင်းဥရောပမှာလာစာမြူးမြူးမဲမဲရမယ်အသင်းတွေကိုပဲပြောင်းချင်တယ်သူ့ကိုမြူးမြူးမဲပေးတာလည်းဂါစာရေးပဲရှိတာကျန်တဲ့ဥရောပထိတ်တန်းတွေကသူ့ကိုလိုချင်တဲ့ဆော့ပါတဲ့စိတ်ဝင်စားတဲ့ Chelsea တို့ Man United ကလည်းအများကြီးမပေးဘူးအလုံးစုံပေး17တန်း73တန်းပဲသူတို့ကိုယ်တိုင် salary cap ပုံစံမျိုးသူတို့လုပ်နေပြီဆိုအများကြီးမပေးနိုင်ဘူး Osimhen ရောတကယ်ပြောင်းရွှေ့ဖြစ်ပါလားနောက်ဆုံး sorry နဲ့ပဲညားပါ now yuko akitike တနစ်တနစ်အိုက်ထရန်ဖရက်ကဥယောပါကလက်တွေကိုဂျင်းထဲနေတာကြားပြီ တိုက်စစ်မှုတွေတိုက်စစ်မှုတွေကိုဈေးကြီးကြီးဆိုင်ကြီးတွေနဲ့ရောင်းနေတဲ့ Itron Front Pack ကရောအခုနောက်ထပ်သူတို့ရဲ့ Twin Core တယောက်ဖြစ်တဲ့ Yuko Architect ကိုတကယ်ရောင်းပါလေရောင်းမယ်ဆိုရင်တန်း80ခါနဲ့တရားရမမရနိုင်ဘူးရှင်းရှင်းလေးပဲ Premier League Club တွေ లై နေလို့တာဒီကစားမကို PSG ကနေသူတို့ခေါ်တာ18တန်းပဲပေးရ I don't got Ramis ကနေ PSG ကိုရောက်တယ်ဟိုလိုလိုဒီလိုလိုဖြစ်သွားတယ်အဲ့ကနေမှကိုအသေးပြောင်းသွားတယ်ခြေစွမ်းပြန်ပြလာတော့တန်းတရားတောင်းရောကျွန်တော်ကျွန်တော်အဲ့ကောင်ပြောင်းရှင်မဖြစ်နိုင်ဘူးထပ်နေရောမတရားဒီတော့ထပ်နေပြီ အဲပက်ထရစ်ရှိနဲ့ဘွန်နီဖေ့စ်ကလည်းနှစ်ယောက်ထဲကတယောက်တော့ထွက်ကောင်းထွက်နိုင်တယ်ဒါပေမဲ့အိုက်ရစ်တန်ဟာဖြစ်တဲ့ကြောင့်နီးပြအသစ်ဖြစ်တော့နည်းနည်းတော့ခတ်တယ်ဒါပေမဲ့အဲ့မှာဖြစ်နိုင်ခြေရှိတာဆက်စကိုဆက်စကိုကပြောင်းကျင်တယ်အာဘီလိုက်ဖ်စ်က80တရာကြာကြာလီဗာပူးနဲ့သတင်းထွက်တယ်လို့လို့ယော့ကရက်ဆယ်လည်းလီဗာပူးနဲ့သတင်းထွက်တော့တောင်းလျှောက်ကြားတယ်ဒါပေမဲ့ကျွန်တော်ထင်တာတော့အာဆင်ကလည်း price drop မချင်းမခေါ်ဘူးခေါ်မှာမဟုတ် price ကမလျှော့မချင်းခေါ်မှာဘူးသူတို့ကလည်းမင်းတို့ပဲတင်းထမလားငါတို့ပဲစောင့်နိုင်မလား အဲအဲ့လိုပဲဘင်ဂျမင်ဆက်စကိုပဲယိုကရက်ယိုကရက်ကတကယ်ကိုအမှန်တမ်းပြောရင်ဗီတာယိုကရက်ကိုစိတ်ထဲမှာဗီတာယိုကရက်သူ့ကိုသူဘလို့ဖြစ်နေဆိုတော့သူ့ကိုအသင်းတွေအများကြီးလိုက်နေပြီသူ့ကိုခေါ်မယ်ခက်တာပြဿနာဘယ်အသင်းကမှသူ့ကိုထဲထဲဝင်မခေါ်ကြဆိုတော့ယိုကရက်ကိုရောဘာကြောင့်မကြိုက်ကြလာစားများလို့လားစပိုတင်ရဲ့တောင်းဆိုတဲ့ခြေများလို့လားအသက်အရွယ်ကြောင့်လားဒါမှမဟုတ်ရှင်ပေါ်တူဂီလီကတကယ်ကိုအရင်သွေးနှိမ့်လို့သူတို့ဘက်ကစိတ်ဝင်စားတာလားကျွန်တော်နားမလည်ဘူးဒါပေမဲ့ဗီတာယိုဂရက်စ်ကရောတကယ်ပြောင်းပါလား ဘန်ဂျမင်ဆက်စကိုရရောအာဆင်ကခေါ်ပါလားယော့ဂရက်ဆိုခေါ်ပါလားယော့ဂရက်ဆိုရင်မန်ယူနိုက်တက်နဲ့လည်းတရင်ထွက်နေတယ်ယူနိုက်တက်ဆိုရင်ယူကိုအာကီတီကီလည်းတရင်ရှိတယ်နောက်ခရစ်စတိုဘာအန်ကူကူတယောက်ချစ်တယ်ချယ်ဆီက90လုံးမချဘူးချယ်ဆီကလည်းသူတို့ခြေလုံးကပျောက်နေပြီလုံးဝရုန်းကန်နေကြတာပေါ့90မချဘူးယူဂိုအကီဒီကေဗစ်တာအိုစီမန်နောက်ဗလာဟိုဗစ်ဗလာဟိုဗစ်ရတော့ကျွန်တော်ကြိုက်တယ်ဗျစာချုပ်တစ်နှစ်ပဲချန်နေဂျူဗီကရန်တန်ကိုလိုဘဝနီပေါ်မူတည်ပြီးတော့ဗလာဟိုဗစ်အပြောင်းအရွှေ့ဖြစ်နိုင်တယ် ဂျိုနာသန်ဒေးဗစ်ဆိုရင်အလွတ်ပြောင်းရွှေ့ခြင်းဖြစ်တာကိုသူ့မှာစိတ်ဝင်စားနေသူမရှိဘူးအခုမှဂျူဗီယာတို့စပြီးတော့စကားတွေပဲပြောနေတာပြောင်းနေပဲတေချာတဲ့ပြောင်းရွှေ့တယ်မှာတေချာပေါက်ပြောင်းမှာမော်ရတာတယောက်လောက်ပဲရှိတယ်ကိုမိုကိုကျန်တဲ့ကစားသမားတွေကျွန်တော်တို့ပုံဝါဝါပဲအခုနူညက်ကလည်းလီဗာပူးကထွက်ချင်တယ်ဒါပေမဲ့ခက်တာလည်းသူပဲအသေးပြောင်းတယ်အိုနာပိုလီတော့ပြောင်းချင်တယ်လီဗာပူးကလည်းသူ့ကိုတန်း90မချဘူးအီဆက်ကလည်းညူကာဆယ်ကလည်းတန်း150လုံးဝမချဘူးအခုကပြဿနာအသင်းတွေဟာ transfer market ရဲ့ပြောင်းရွှေ့ခြင်းတွေမှာအစမတန် hold ထားတဲ့အတွက်ကြောင့်အသင်းရဲ့အတိုင်ပတ် ဒီနှစ်လောက်တိုက်စစ်မှုပေါ်တာဒီနှစ်ပဲဘာကြောင့်ထိတ်တန်းတိုက်စစ်မှုတွေကိုကလပ်တွေမခေါ်နိုင်ကြဘူးအခု Northern Forest ပဲเนาะ Ika Hisu ကိုကစားမ3ရောက်ပါတယ် package နဲ့ Ika Hisu ပေါင်းရင်တန်း30နဲ့ခေါ်တယ်အဲလို Sharper ခေါ်နိုင်တဲ့အသင်းတွေကလွဲရှင်ကျန်တာကတော့ nothing ပဲကျွန်တော်ထင်တော့တိုက်စစ်မှုတွေပြောင်းပါမလား Osman Yokres ဟမ် Jonathan David Benjamin Sesko Hugo Akidike Christopher Ankuku နောက်တစ်ဖက်က Darwin Nunez နဲ့ထိတ်တန်းတိုက်စစ်မှုတွေပြောင်းပါမလား ခုမှမဝင်အောင်မချက်ပြကြပါအားလုံးကျေးဇူးတင်ပါတယ်